ျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဘယ်အဖွဲ့အစည်းကမှမစော်ကားဘူးအနာရှိစက်လို့ပြောပြီးသားနာမည်တပိတခုမှမပြောဘူးကျွန်တော်အမြဲတမ်းပြောတယ်ခမားတို့အပြစ်ကင်းစင်တယ်ကောင်းတယ်ဆိုရင်ဒီနိုင်ငံဒီလိုမဖြစ်ဘူးလို့เนาะခမားတို့ရှီမာကောက်ကခမားတို့ရဲ့အတွင်းစိတ်တွေကပုတ်တာခမားတို့ကကြီးရသည်ဒီအပြင်မှာတော့စိတ်နဲ့အတွင်းမှာပုတ်တယ်ဖျဲသီးတဲ့ဆိုးတဲ့လူတွေရှိတယ်เนาะနာတို့အားတဲ့ ြည်သူလူထုအပေါ်မှာကောင်းခဲ့ပါတယ်တဲ့မင်းလိုစိတ်ဓာတ်မျိုးထားခဲ့ပါတယ်မင်းကိုလည်းချီးကျူးပါတယ်တဲ့ဒါပေမဲ့ပြည်သူလူထုကငါတို့ကိုခိုးတန့်အောင်တင်ပေးပါတယ်လို့ဘာလို့ငါလာမပြောနဲ့နော်အဲ့ဒါမင်းတို့အောက်တန်းသားစိတ်ပြည်သူလူထုမကောင်းမလားပြည်သူလူထုကိုကောင်းအောင်ထိန်းချောင်းရမယ်ဥပဒေနဲ့ထိန်းချောင်းရမှာဒါကဥပဒေမဲ့တဲ့နိုင်ငံမဟုတ်ဘူးနော်ဥပဒေမဲ့တဲ့နိုင်ငံမဟုတ်ဘူးဟယ်လိုလိုက်လွင်နေတယ်အတန်ပါသွားလိမ့်မယ်ခဏလေးပြန်ဆက်မယ် เนาะအဲ့တော့ပြည်သူလူထုကိုဥပဒေနဲ့ထိန်းချုပ်ရမှာကဝန်ထမ်းရဲ့တာဝန်ဖြစ်တယ်ခမားတို့ကအခုကပြည်သူလူထုကိုဥပဒေနဲ့မထိန်းချုပ်မနဲ့လက်ပေးလက်ယူလို့တော့တိုင်းပြည်ပြတ်တာပေါ့အဲ့ဒါပဂတိအစီတရားဟုတ်လား ပြည်သူလူထုကိုဥပဒေနဲ့ထိန်းချုပ်ရမှာငွေနဲ့ထိန်းချုပ်ရမှာမဟုတ်ဘူးငွေနဲ့ထိန်းချုပ်လို့မရဘူးပြည်သူလူထုခမားတို့ဒီတိုင်းပြည်ကိုကောင်းစေခြင်းနဲ့နိုင်ငံဝန်ထမ်းတွေဖြစ်ခြင်းနဲ့ဆိုရင် ်ခမားတို့လည်းချမ်းသာခြင်းလောက်ချမ်းသာပြီးပြီးတော်ပါတော့เนาะအဘကကြုံကြီးကလည်းစရုဒ္ဓဥမာတခုမင်းလာဘာကြီးလာပဲသူကသူဖြစ်ချင်ရဖြစ်အဘဒုချုပ်ကြီးအဘဝင်တမိုင်းဝင်တွင်မဲ့မြမပြီကိုကောင်းအောင်လုပ်မဲ့လူကြီးလူကောင်းတွေပဲကျွန်တော်တို့ကမြင်ချင်းတာเนาะအဲ့တော့ပြည်သူလူထုကိုမမှန်တာချင်းဖမ်းဘာခမားတို့စောက်ဆန့်ယူစရာမလိုဘူးထောင်ချဥပဒေနဲ့ညီထောင်ချသူ့ဘာသူထောင်လဲကိုရောက်ရင် တွေ့ရထောင်းဝင်သားလာတွေ့နိုင်တွေ့မတွေ့နိုင်ခင်ဗျားတို့နိုင်ငံတော်ရဲ့ဘတ်ဂျက်နဲ့ကျွေးနော်အဲ့ဒါမှတိုင်းပြည်ပြင်လို့ရမှာလေခင်ဗျားတို့ကပြောတဲ့ပြည်သူလူထုမကောင်းလို့လေပြည်သူလူထုမကောင်းရင်ဖမ်းရမှာလေပြည်သူလူထုကဆိုင်ငယ်စည်းအုပ်တော့မပါဘူးဆိုစီပင်ုံသွာလွတ်တခါနဲ့တရားဝင်လို့အဲ့လိုမျိုးခင်ဗျားတို့9နှစ်လောက်ပဲလုပ်ပေးအဲ့လိုလုံးမဲ့အစိုးရ9နှစ်လောက်ပဲပေါ်ပေါက်ပေးလိုက်ဟုတ်လားဖမ်းနေရမှာဖမ်းမယ်ဆိုခင်ဗျားအများကြီးရှိတယ် လွတ်တာကိုလူကိုဟာလွတ်ပြီးတော့မှဖမ်းเนาะအဲ့လိုဖမ်းမှတိုင်းပြီးကောင်းမှာပေါ့ခမတော့မဖမ်းမနဲ့ပတ်စံယူတယ်ပြင်ဦးလို့ဆိုရင်ခမပြင်ဦးလို့ဆိုရားစရာတော့မရှိဘူးမြေခွက်တွေချောင်းတာရောင်းတာအမေစရင်နေရောဟိုဥပမာတခုဟိုဥပမာပေါ့နော်အရင်ကိတဲ့ရဖြစ်ခဲ့တာဗာပြင်ဦးလွင်ကစီပင်နေရောနော်အဲ့ထွေအုပ်တွေရောနော်အာခရံအာစင်းစင်းရှုံချက်ခန့်အောင်လုပ်တာပြီးပြန်သိမ့်နေဆိုရင်ခမတို့ရောင်းစားွားတဲ့မေလိုးတွေက မြေစင်းရောကောင်တွေရောထွေအုပ်တွေရောလက်မှတ်ထိုးသွားတာတရားမှတာဝန်မယူတရားမှတာဝန်မယူဟမ်ပတ်စံယူပြီးတော့လောက်သွားတာဘယ်နေရာဘာဖြစ်ပါလဲညာဖြစ်ပါလဲအဲ့ဒါလည်းဘဒူတွေလေအဲ့ဒါဘဒူတွေလေကိုပေါင်ကိုလန်ထောင်းရမလားကျွန်တော်တို့ကဟမ်ခမရတို့ကလကားတွေအစိုးရရဲ့အာဏာရရက်ကိုယူထားပြီးတော့မှပြည်သူလူထုကိုနှိပ်စက်တာဒီမြေရတတော်မြေဆိုရင်မလွတ်ပါဘူးဆိုမလွတ်ပါဘူးဆိုတန်းပြီးတော့ခမရတို့သွားပြောရမှာလေ ခမောင်မြေစင်းဌာနပါညာသွားတိုင်းရမှာအာတာတတော်မီဘဒူလောက်တာလေသွားတို့အခုတော့မှပြည်သူလူထုမသိနားမလဲလူကရက်ွက်အုပ်ချုပ်ရမှုရဲ့စာတွေပါတယ်ရွာမြေပါတို့နေမြေပါတို့အပြီးတော့ကြတော့အခုကြတော့မှအဒီမင်းကစီရေးရလုံခြုံမှုမရှိပါဘူးတို့ဟမ်ဒီမင်းကဘဒူပါတို့မှစောက်ထွားတာအခိုင်အမာကြီးတွေအဲ့ဒါဘဒူတွေခွင့်ပြုခဲ့တာလေဘဒူတွေမျက်လုံစားခဲ့တာလေအဲ့ဒီလူတွေတကယ်တကယ် ရှိခဲ့ရင်ခမတို့ဖန်စီထောင်တာရဲလားကျွန်တော်အစိုးရအောင်မေးခြင်းနေမေးခြင်းတာဖန်စီထောင်တာရဲလားဟင်ငါဘေးနားမှာနေနေနေကောင်းနေကိုက တိုင်းပြည်ပေါ်မှာတစ္ဆာရှိခဲ့လားပြည်သူလူတို့ပေါ်မှာတစ္ဆာရှိခဲ့လားပြည်သူလူတို့ရဲ့အသက်အိုးရင်စီးစိမ်ကိုငါတို့ဘလို့ပြန်ပြီးတော့လှုပ်ပေးရမယ်အစိုးရမျိုးတိဆောက်ဖွဲ့စည်းရမလဲဆိုတာကိုတာကိုတွေးရမှာဗျနော် အဲ့တော့ခင်ဗျားတို့ဝင်တန်းမကောင်းနေသေးဘူးတိုင်းပြည်မကောင်းဘူးဒါကအဲ့ဒီဝင်တန်းကောင်းတဲ့အများကြီးရှိတယ်တိုင်းပြည်မှာဆင်းရဲပြီးတော့မှမွဲချနှုံချနေတဲ့ဝင်တန်းတွေအများကြီးပညာရေးပဲဖြစ်ဖြစ်ကျန်းမာရေးပဲဖြစ်ဖြစ်စီပင်ပဲဖြစ်ဖြစ်ကာစတန်ပဲဖြစ်ဖြစ်လောဝကပဲဖြစ်ဖြစ်အခြေခံနေများလောက်တဲ့လူတွေကအဝိတ္တာချော်ပေးလိုက်ရတယ်မိမှုတာတိုက်ပေးလိုက်ရတယ်သူတို့ဘဝတွေမှာအများကြီးနစ်နာတာတိုးကျင်တာက အကြောင်းတရားတွေတော့ရှိတယ်ဗျာဒါပေမဲ့အဲအကျိုးတရားတွေကိုမျှဝေခံစားရမှာခင်ဗျားတို့ကအကြောင်းတရားရှိပြီးတော့အဲ့ဒီအကျိုးတရားကိုကြတော့ကိုတယောက်တည်းပိုင်ဆိုင်လဲဖြစ်လိုက်တော့အဲ့ဒီအဖွဲ့ကြီးတစ်ခုလုံးပြောခံရတယ်ဟုတ်လားအဲ့ဒါမားနေလားမားနေအချိန်မီဖက်ကိုချီးတော့ပြီးပါလာရိုက်လိုက်နော်ကိုဂျိုးအဲ့ဒါတော့မလုပ်ပြတာလေအကြောင်းတရားတွေရှိလို့ရလာပြီဆိုကိုအောင်လက်ငယ်သားကိုပြန်ကြည့်ပါဦး ဟုတ်တယ်မလားအဲ့တော့ကျတော့905နဲ့ဖမ်းတယ်လာဖမ်းလိုက်ပြုံးလေမှနေရလို့ပြောပြီးသားနော်တရားဝင်ဘယ်တော့မှမဖမ်းဘူးငါးရက်နောက်မှာဘာကတုတ်ကြီးရှိတယ်ဘာလို့လဲတဲ့ဘာကတုတ်ကြီးအမှန်တရားကိုအရန်ကြိုက်တာအမှန်တရားကိုပြောနေလို့မဖမ်းတာကွာရှင်းလားရှင်းလားနော်မိသားစုနဲ့တော့ခြေပြီးတော့မှပြောနေတဲ့ကောအဲ့ဒါမှတ်ထားနော်မင်းတို့ဝန်ထမ်းနေတာတတိထား မဟုတ်တာလို့ချက်ချင်းအေးအေးယူတယ်ဟိုကပြောပြီးသားနော်မင်းတို့အဲ့ဒါအကုန်လုံးဂျေးတဲ့ဝင်ပို့တာပြင်တာနော်ဟုတ်တယ်ဦးမေအောင်နိုင်ငါငါပထွေးမဟုတ်ဘူးငါငါအဖေလိုချစ်တာကွာဦးမေအောင်နိုင်ကိုကဲဘာပြောမလဲအန်ဒီဂျူဂျူလောက်ငါအမေလိုချစ်တာဘာဖြစ်တယ်ဘာလို့ငါတို့တတတဲနေခဲ့တာလေနော်ရှင်းလားဘာလို့လဲဆိုတော့တိုင်းပြည်တစ်ခုကို ဒီနိုင်ငံထဲမှာနေပြီးတော့ဒီရေဒီမြေမှာကြီးပြီးတော့ဒီနိုင်ငံထဲကလူအလုံးဝစွစုစည်းစည်းနဲ့ကောင်းကောင်းမွန်မွန်နဲ့သွားရမှာဟုတ်လားအလုံးကိုမြတ်မြတ်တတနဲ့ရှိနိုင်မဲ့ဝန်ထမ်းမျိုးတွေလိုအပ်တယ်အဲ့လိုဝန်ထမ်းတွေမရှိဘူးလားရှိတယ်အဲ့လိုဝန်ထမ်းတွေကချောင်ကပ်နေရတယ်တကယ်ပြည်သူလူထုပေါ်မှာအရန်စိတ်ရင်းစေတနာကောင်းတဲ့ဝန်ထမ်းတွေရှိတယ် အဲ့ဝန်ထမ်းတွေနေရာမရဘူးအဲ့ဝန်ထမ်းတွေဘေးထိုးဘေးထိုးအဖားမှရာမှရတဲ့ကောင်တွေနေရာရတယ်အဲ့ကောင်တွေပြီးဘာလုပ်မလဲသိလားအများကြီးအဲ့ကောင်တွေကပတ်စံတွေအလကားရသလိုရပြီးတော့မှတကောင်တွေ၆လုံးနေတာဒါအမှန်တရားပဲလက်ရှိအမြေပြအရှိတရားပဲเนาะကျွန်တော်တို့အချုပ်ကြဘူးလေကျွန်တော်ပြောတယ်အောင်မင်းကဒီကောင်ကနဲ့အောင်မင်းဟိုကောင်မှဒီကောင်ကဘိမောင်ကိုကူးလို့တယ်၊မူရီဆွေရောင်မောင်ကိုကူးလို့တယ်။ကျွန်တော်ပြောခဲ့ပြီးပြီလေ 2019ခုနှစ်9လပိုင်း26ရက်နေ့ရကိုခိုင်အကျော်ကနန်းခိုင်တရားမှာလို့ DSA အပတ်စဉ်အင်းဒိတ်30တော့မဟုတ်ဘူးအင်းဒိတ်46ကเนาะ BC နံပါတ်3068ဟိန်းသာထွန်းကိုခိုင်45မှာတိုင်ရင်မှုဗျူဟာမှုကတေဇ23ကမျိုးဆက်အောင်เนาะကျွန်တော်ကားကိုအဲ့ဒီနန်းခိုင်တရားမှာကျွန်တော်တစ်ကားတွေကို နော်ကျွန်တော်တို့အဲ့ချမ်းပြည်နယ်မြောက်ပိုင်းဒီလိုပဲတွားနေကြတာပဲကျွန်တော်မသူဟိုရဲတယောက်အရင်တော့ရဲပြုတ်ပြဆွမ်းထက်ကိုနော်ရဲချစ်ရဲ့ကားကိုဖမ်းတဲ့ကိစ္စအဲ့ဒီမှာ line ပေါ်မှာအကုံတက်လာပြီးတော့မှပြောလို့ကျွန်တော်ကပြောမိလိုက်တာအဲ့လိုမလုပ်ပါနဲ့ညီလေးဟာလို့သူလည်းသူ့အိမ်နေပါလေပေါင်ပြီးတော့မှတက်လာရတာအားလုံးအဆင်ပြေပြေတက်လာပြီးဒီကြောက်မှမင်းတို့အဆင်မပြေဖြစ်လာတော့မကောင်းပါဘူးအဲ့ဒါကိုကျွန်တော်ကပြဿနာရှာပြီးကျွန်တော်ကိုဖမ်းတာ ဖမ်းတာတော့ဆိုဖမ်းလို့မရတော့ဘလို့အဆင်ဖြစ်သွားလဲဆိုတော့ကျွန်တော်ခင်မကအဲ့ဒီလင်ကွန်းဒက်ကေပီတာကားထဲမှာ iPhone တန်းနဲ့သူလှုပ်ဆောင်ချက်တွေကိုဗီဒီယိုရိုက်တာနော်တနက်ကိုထုတ်ပြီးတော့မှမိုးပေါ်ထောင်ပေါ်ပြီးတော့မှကျွန်တော်ဒီမှာရိုက်ထားတာတနက်ဟိုအိုင်နဲ့ဝိုင်းရိုက်တာလက်ထိတ်ခတ်ပြီးတော့မှပြီးတော့မနိုင်တော့ကျွန်တော်အပေါ်တွေကိုတိုင်နေတိုင်ရောကျွန်တော်ရဲ့ခင်မရဲ့အိတ်ထဲကိုမူးယစ်ဆေးဝါး35ပြားထည့်ပြီးတော့မှကျွန်တော်လင်ကွန်းနက်ကေပီတာကိုယူသွားတာ နေကင်းနှစ်နာရီပြားဖြစ်တာညနေ6နာရီခွဲလောက်မှကိုကံရဲစကန်းကိုလာအပ်တာကျွန်တော်ရဲ့အမှုစစ်ကဥဝင်းလိုက်တင်းနော်ဘိုးကြီးဝင်းလိုက်တင်းရဲရဲအုပ်နော်လာတော့အဲ့အိတ်ကိုဖွင့်ကြည့်တော့မူကြီးစေးပွားကြီးတွေ့တာတွေ့တော့ကျွန်တော်ကစက်လိုက်လည်းမတော့တဲ့ကိုင်းလည်းမကျွန်တော်ပြောပြီးပြီကျွန်တော်ဟန်မဆောင်လည်းဘူးကျွန်တော်ရဲတောက်တတ်တယ်လို့ခင်ဗျားတို့သိအောင်ကျွန်တော်ပြောပြီးပြီအဲ့တော့အဲ့နန်းခိုင်တရားမှာကျွန်တော်ဖမ်းလိုက်လို့ကျွန်တော်အမှုရင်ဆိုင်ရတာ14လား ဆလေးလောက်ခရင်မှုကိုမူရင်စေပါ35များမှုကိုရှမ်းမြောက်မှာလွတ်ခဲ့တာဇော်ဘုံကြီးတကောင်ပဲရှိတယ်။ဘာလို့လဲအမှန်တရားမို့လို့ကြိုက်တဲ့ချိန်သွားမိလိုက်။နော်2019ခုနှစ်9လပိုင်း24ရက်နေ့မှာတရားစွဲခံရပြီးတော့မှအခု2024လပိုင်း9လပိုင်း22ရက်နေ့လားမသိဘူးကျွန်တော်တရားရုံးကနေဂွင်းလုံးကျွတ်လွတ်လာတယ်ကောင်။ရှင်းလား နော်အဲ့ဒီအချိန်တွေကတနက်ကင်တာနော်အဲ့ဒီချိန်တော့တနက်ကင်တယ်ဘာလို့ကင်လဲတိရရှမ်းတနက်နဲ့ကင်တာနော်ရှမ်းပြည်နယ်မြောက်ပိုင်းမှာကင်ခွင့်ရှိတယ်အဲ့တုန်းကရှမ်းတနက်ဆိုရင်ဥပဒေမှာရှိပြီးသားနော်ခင်ဗျားတို့ဘာမှမသိဘဲနဲ့သူများပေါ်လာရှောက်ယုံနေတာရှောက်ပြောကျွန်တော်အဲ့အဲ့ကောင်ဟိုကပလီလင်ကအပုတ်ချတာတွေအကုန်လုံးလိုင်းပေါ်မှာမဟုတ်ကောက်ကတွေကျွန်တော်ညီမလည်းသူနဲ့အချောင်းနေဘက်တွေပါရှောက်ရေးတယ်ဟာအဲ့တော့သူကကျွန်တော်တဲ့အသက်ငယ်နေရပါဘော့ ကျွန်တော်ညီမအခုမှ42နှစ်ပဲရှိသေးတယ်။နော်အဲ့လိုလေခမတို့ယုံအဇောဘုံရင်တောင်းတိပါလေဘာတိပါအောင်တိမှာတိလို့ရမှာဇောဘုံရပပလိအေရီယာအကောင်လေဘလို့တိလို့ရမှာဒီဒီတက်ဘာတိကျင်တော့ဟမ်ဘာလုတ်ခဲ့ဘူးလို့အဲ့တော့မူရစေဝါလုတ်လို့ကပေတကောဝါရပြင်းနဲ့တရင်ရလက်တက်လာသေးရဲ့ကီရီဘီယာတဲ့ကောင်ကိုထိုးလို့တဲ့ဟာကျွန်တော်ဘုရားမှာလေ ။အိုးလက်ဖက်ဆိုင်ရာဇပွဲတိုးလေးဟိုတောင်လေညီလေးတားလေးကောက်အင်ဂျင်ဝိုင်းတွေပါသွားလေးပြီညီလေးကျိုးသားနော်။နောက်ကျရင်ညီလေးဒါဒီဝက်ရှော့ပိုင်ရှင်ဖြစ်ခဲ့ရင်ညီလေးခိုင်းရမယ့်လူတွေကဒီလိုမျိုးကျွန်တော်ကအများနဲ့ကျွန်တော်ရောက်တဲ့နေရာတိုင်းမှာမျိုးစေ့ချခဲ့တာသင်ပေးခဲ့တဲ့ကောင်။အဲ့လိုကောင်လားစော်ကယူမှာပေါ့။နော်ကျွန်တော်ပြောပြီးပြီအိတ်46က BC နံပါတ်3066ကြီး3069ရေနံချောင်းသားဟိန်းစာထွန်း ျွန်တော်လှုပ်ကြံခဲ့တာမူဆယ်ခရင်တရားရုံးမှာသွားမေးကြည့်လိုက်နော်သွားမေးကြည့်ဂွေးလုံးကျွလွတ်လာတဲ့ကောပါဘိမ့်ဘူးမောင်ကိုကူးလို့ပါလို့အဲ့လိုမျိုးလို့လူတွေရှောက်ပြောတော့ယုံရောကျွန်တော်တို့မြန်မာလူမျိုးကတကယ်ယုံယုံလွယ်တယ်နော်ယုံလွယ်တယ်အဲ့တော့ကြတော့ကျွန်တော်ဘာကောင်လဲသိချင်ဘယ်သူ့မှမစင်တာနဲ့ရှမ်းမြောက်မှာသွားမေးကျွန်တော်တစ်လို့တယ်ဟုတ်တယ်မှန်းနဲ့ကျွန်တော်တစ်လို့တယ်ကျွန်တော်အရက်တော့တယ်မှန်းနဲ့ရက်တော့တယ် ဟုတ်လားအဲ့ဒါဗာဆန်းနေတော့ကျွန်တော်သူများပြည်စီခိုးတာမဟုတ်ဘူးလေအခုကျွန်တော်မနိုင်တော့ဟိုမန်နေဂျာကိုပေါက်ပြီးတော့ပြည်စီခိုးတယ်လို့အဲအောင်မင်းကသူ့အိမ်ကရွှေပါကျွန်တော်အစ်စ်ပါခိုးသေးရတယ်ဗီရှိတန်းတော်မအောင်ဘူးတဲ့။အော်လူတွေလူတွေကြောက်ဖို့ကောင်းတယ်။အခုကြန့်ခိုင်ရေကိုတုတ်နေပြီ။အောင်မင်းကဟမ် အားတဲ့လူတွေကပြောတယ်လေအရင်တော့ကနဲ့ကျွန်တော်ကတဲ့ဟိုကျွန်တော်စီရေးလက်ပြောမှာပါပေါ့နော်ဒါနည်းနည်းအချိန်တန်ဖိုးကဟိုကတတ်သွားလို့ဒီဘက်တစ်ဖက်မှာပါသွားလို့ဟိုကနောင်ချိုးတွေဗမော်တွေပြီးတော့တက်မတော်ရဲ့ထိုးစစ်ကြောင်းတွေကျွန်တော်နည်းနည်းပြောပြောမှာပါပေါ့နော်ဟိုဟဲ့သူတို့ပြောတာဘာနေလဲမသိဘူးကျွန်တော်လည်းကျွန်တော်ကိုယ်ကျွန်တော်မသိဘူးသူကဗာလေကျွန်တော်အပြောနေတိုင်းမှာရေးနေတာဗျာ Telegram မှာကျွန်တော်လည်းမသိဘူးဗျာအတိလားကျွန်တော်လည်းမမှတ်မိဘူးကိုယ် ကိုလည်းမဟုတ်တော့အဲကြည့်တော့ကြည့်တယ်ရည်ပြီးတော့မှအာဒီနေ့ကိုကျော်စိုးတော်ပြောတယ်အဲ့လူတဲ့တကယ်စောက်ပေါ်တဲ့ဘာဘာပြောဘာရင်းနေလဲမသိဘူးတဲ့ကျွန်တော်တို့ကကျွန်တော်တို့တမိုင်းကြောင်းဟာဟိုရှိပြီးသားပါဗျာနော်ဟိုမဟုတ်တာတွေကိုတော့စွပြီးတော့လိုက်မလုံနဲ့လေမဟုတ်ဘဲနဲ့သက်တည်တက်ကြရတွေမရှိဘဲနဲ့ပြောတယ်ဆိုရင်ဒါကမှားတာပေါ့ဟုတ်တယ်မလားမှားတာပေါ့အခုကြတော့ကိုကိုယ်တိုင်နဲ့ကြံ့ခိုင်ရုံနဲ့လည်းမနေရဟော ကြံ့ခိုင်ရေးမကောင်းကြောင်ထပြောဟာကျွန်တော်အစိုးရကပြောခဲ့တယ်ကြံ့ခိုင်ရေးဥက္ကရာယူနော်ကျွန်တော်လိုင်းပေါ်မှာပြောခဲ့ပါတယ်နော်ဒီလူကတိုင်းပြည်ပေါ်မှာမစစ်မှန်ဘူးပူးတက်မှာနော်ဒီကောင်းကရှစ်ပူးထဲမှာမှာတော်တော်တန့်စင်တဲ့လူဆိုတော့တော်တော်ကျွန်တော်တို့စကားနဲ့စစ်ထုတ်ရမယ်အခုစပြောပြီသူပြောင်းစုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးကလူတွေတဲ့အဲ့ဒီဝင်းတော့ကိုအဖြူစိမ့်နဲ့သွားရဲလားတဲ့အဲ သူ Telegram channel မှာเนาะရေးနေတာရေးနေတာမျိုးစုံ မျိုးစုံရေးနေတာအဲ့တော့ကြတော့အာပြောလို့ရှိရင် तू အာမဟုတ်ပါဘာပြောအောင်မှာเนาะကျွန်တော်တိုက်ခိုက်တာကျွန်တော်ဟွာကြီးနဲ့ဒီမှာအတန်ပိုင်နေရစားရှိတယ်ကျွန်တော်တို့လိုကျော်စိုးတို့လိုလူတွေမပုတုတို့ညီမလေးတို့လိုတန်စင်ဦးတို့လိုလူတွေအများကြီးပေါက်ကိုယ်တော်တယ်လည်းဖြစ်တာပဲဒီကောင်ကမျိုးစုံဖြစ်တာ ဒီလိုလူတွေကိုတိုက်ခိုက်ကြံ့ကြံ့ရုံထဲမှာနေပြီးဒီလိုလူတွေကိုတိုက်ခိုက်တယ်ဆိုရင်ဒါစဉ်းစားရတော့မယ်နော်စဉ်းစားရတော့မယ်အဲ့တော့ကြတော့တိုင်းပြည်အတွက်နော်ကိုမုတ်စိတ်တို့ကိုထွန်းထွန်းဝင်းကိုထွန်းထွန်းဦးဆိုတာဟိုမှာကိုထွန်းထွန်းဦးတို့မေးကြည့်လိုက်နော်အဲသူတို့ငယ်ငယ်ပေါင်းနေနော်ကိုထွန်းထွန်းဦးကြောင့်သူဒီမြန်မာပြည်ကိုပြန်လာတယ်ကိုထွန်းထွန်းပတ်စံနေဘလောက်ဒီသူ့ကိုဆုံးဆုံးခံပြီးလှုပ်ပေးတယ်ကိုထွန်းထွန်းကိုအခုကျေးဇူးကမ်းတယ် ဒီကောင်ကဘယ်တော့မှသူ့ဘဝမလောက်ဒီကောင်ကြီးကအောက်တန်းသားတွေပဲဘယ်တော့မှလည်းလှမှာမဟုတ်တိုင်းပြည်ဖြတ်မဲ့ကောင်တွေမယုံရင်ကြံ့ခံရုံနဲ့ကလည်းအဲကောင်အပြင်ထွက်သွားတယ်ကြံ့ခံရင်မကောင်းကြောင်ပြောတော့မှာကျွန်တော်တို့ကအဲ့လိုမျိုးမပြောဘူးကျွန်တော်တို့ကငါပြီးသွားရင်ငါပြောလိုက်ရင်ငါဒီယောက်ျားမဆန်ဘူးဆိုပြီးလဲစိတ်မျိုးကျွန်တော်တို့အမြဲတမ်းတွေးတယ်အဲ့တော့ပြီးသွားပြီဆိုရင်အရှင်းပဲပြီးဖုံးကားချပလိုက်တာအဲ့လိုမျိုးနေတဲ့ကောင်တွေအဲ့တော့ကျွန်တော်အခု ဒိန်ဖြူမောင်ကိုကူးတယ်တို့နားမှာခိုင်းရတာအကြီးဖြစ်လို့ဟမ်အဘိန်ဖြူကြောင့်အဖမ်းခံရတယ်လို့အေးဩငါက Facebook မှာတည်းကနာမည်ကြီးလာတာငါကအဲ့ဒီမှာနန်းခိုင်တရားမှာဒီလိုဖြစ်ပါတယ်ဆိုအမှန်တရားပြောလာတာချမ်းပြည်နယ်မြောက်ပိုင်းမှာကြခဲ့တဲ့ရဲတိုင်းငါ့ကိုတိတယ်စစ်သားတိုင်းငါ့ကိုတိတယ်အဲ့ဒါမှတ်ထားနော်ဘယ်စစ်သားဘယ်ရဲပေါ်မှာမှအခွင့်အရေးမယူခဲ့ဘူးဂျင်တိန်နေ နှလုံးသားနဲ့ပေးဆက်ခဲ့တာပဲရှိတယ်။ဘာလို့လဲသိတာအကြောင်းတရားရှိတယ်။ချန်ပီယံနယ်မြောက်ပိုင်းမှာငါးတယောက်တည်းတက်လို့တာမဟုတ်ဘူး။ငါးတယောက်တည်းကြောက်ကြီလို့တာမဟုတ်ဘူး။နော်သဘောပေါက်လား။အုံနောက်ထဲမှာချီးပဲမရှိနဲ့။ထမင်းသားပြီးခေါင်းထဲမှာထဲတာချန်ပီယံနယ်မြောက်ပိုင်းလမ်းမောင်ကိုဖြေဦးမှာစဉ်းစားတာဇော်ဘုံရင်တော့သွားကြမလို့လူလူပြီးတော့မှမင်းတို့မောင်ကိုလှုပ်ခိုင်းဇော်ဘုံရကြီးကြီးတဲ့ချမ်းသာအောင်မှာမင်းတို့တနေ့မြင်အောင်မှာငါ့ကိုဟုတ်ပြီလား။မနာလို့မဖြစ်နဲ့။ နော်ငါဘာလို့မှမနာလို့မဖြစ်ဘူးဒီနေ့ဒီချိန်အထိငါတိုက်ခိုက်ခဲ့တဲ့လူတယောက်မှမရှိဘူးငါ့ကိုတိုက်ခိုက်လို့ငါပြန်ပြီးတော့မှပြန်ခြေပုံးတာပဲရှိတယ်အဲ့ဒါမှတ်ထားအဲ့ဒါဇော်ဘုံဟင်းလို့ခေါ်တယ်ဇော်ဘုံဟင်းကစပြီးတိုက်ခိုက်တဲ့လူလူရှိခဲ့တယ်ဆိုရင် ထွက်ပြလိုက်